no matter what happens i'll never stop loving you ပါရဘဖြစ်လာဖြစ်လာမင်းကိုချစ်တာကိုရက်တောင်မှမဟုတ်ပါဘူးအမြဲတမ်းချစ်နေမှာပါပင်္ဂလာပါဒီနေ့တော့ no matter it doesn't matter နဲ့ no matter နဲ့ကအတိတ်ပဲအတူတူပါပဲဆိုတော့ကျွန်တော်တို့က it doesn't matter ကိုရှေ့ရဗီဒီယိုမှာသင်ခဲ့ပါတယ် it doesn't matter ကိုအတုံးတုံးလေး it doesn't matter ကိုဝဲသားနဲ့အတုံးတုံးလေးကိုကြည့်ကြင်နေသလိုရှိရင် ဒီဗီဒီယိုရဲ့အောက်မှာကျွန်တော် link လေးထည့်ပေးထားပါမယ်။ဒီနေ့တော့ it doesn't matter ဟိုမှာကျွန်တော် no matter ဆိုတဲ့ပုံစံလေးပြောင်းပြီးတော့ပြောကြမှာဖြစ်ပါတယ်။အထူးသဖြင့် no matter what ပေါ့နော် what ကိုသုံးပြီးတော့ဥမာဝါကျလေးပြောအောင်ပြောနေလေးလေ့လာကြမှာဖြစ်ပါတယ်။ဆိုတော့ no matter ရဲ့အဓိပ္ပာယ်က it doesn't matter နဲ့တူတာမဟုတ်ဘူး။အဓိပ္ပာယ်ကတော့ကိစ္စမရှိဘူး။အရေးမကြီးဘူးလို့ဘာသာပြန်ရမှာဖြစ်တယ်။ဒါကြောင့်မလို့ဥမာလေးကျွန်တော်စပြောပါတော့မယ်။နံပါတ်1 no matter what you eat, you should eat slowly. 땜 바우베 사사 피비 사데네 바사사 게이사하면 시우 법이야 피비 사 피비베 사데네 No matter what you do, you need to be honest and love your job. 땜 바우베 로로바 요다보 로아데 비행고 로고 치포 로아데 No matter what you think,

်ဘာတွေပဲဖြစ်လာဖြစ်လာပေါ့မင်းမှရှိတာလေရှိတဲ့အရာလေးနဲ့မင်းဘဝကိုမင်းပျော်အောင်နေပါနောက်တစ်ခုက no matter what your profession is work hard and love your job မင်းအလုပ်ကဘာကြီးပဲဖြစ်နေဖြစ်နေအလုပ်စူးစမ်းပါပြီးရင်ကိုယ့်အလုပ်ကိုတမိုးထားပါနှစ်သက်ပါ no matter what you did in the past I accept you now and ever. May a day my body will look at look at. May a cool tower out a canny. You look at nine. No matter what my father says, I will go to Europe next year. ကျွန်တော်ဘယ်ဘာပဲပြောပြောကျွန်တော်ကြီးမဆိုင်တော့နောက်နှစ်တော့ကျွန်တော်ဥရောပကိုသွားတော့မယ် โอเคဒါလေးတွေက no matter အသုံးအနှုန်းလေးပါနောက်ဆုံးတော့ကျွန်တော်တို့နော်ဒီနာမည်ကြီးရဲ့သူပြောထားတဲ့စကားလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ် no matter what age you are or what your circumstances might be you are special and you still have something unique to offer မင်းအသက်ဘယ်အရွယ်ပဲရောက်နေပါစေ ပြီးရင်မင်းရဲ့အခြေအနေဟာဘယ်လိုကြီးပဲဖြစ်နေပါစေမင်းဟာလောကမှာအရေးပါတဲ့လူတစ်ယောက်ပါပဲသူများကိုကူညီဖို့အတွက်မင်းမှာတစ်ခုခုအမြဲတမ်းရှိနေစေပါပဲโอเคဒါလေးတွေကတော့ no matter တော့ဟုတ် it doesn't matter ဆောစောအုပ်မာတွေအားလုံးကို it doesn't matter ဆိုပြီးတော့ no matter နေရာမှာပြောင်းတုံလို့ရပါတယ်ဒါကြောင့်မလို့နှစ်ခုလုံးကအတိတ်ပဲတူတူပဲမလို့ it doesn't matter ကတော့မူရင်းဒီပစီဆောက်ပုံ no matter ကတော့ပို့ပြီးတော့တော်တော်လည်ပြောတဲ့အခါမှာသုံးတဲ့ပုံစံပေါ့ဗျာဒီပုံစံလေးတွေကိုသုံးပြီးတော့လက်တွေ့စကားပြောတတ်စေချင်ပါတယ် okay that is all thank you for watching bye bye